ညီမဆိုလို့ရှိရင်ဒီပြောင်မွေးအပြိုင်နဲ့ကျွန်မညီမတခုပါတိလာတယ်ဆိုတော့သူညီမကိုကြည့်ရဲ့ကြည့်လေနည်းနည်းပြောင်းလဲလာတယ်။ဘာတော့ပြောင်းလဲလာဆိုတော့ညီမကစူးစမ်းရတယ်အဲ့လိုလေးချိန်ခန်းနေလောက်တယ်ညီမဆိုလို့ဂျင်တို့ယောဂါတို့ပေါ့နော်ဘောင်စင်တို့ဆိုတော့ညီမဘဝမှာဒီ15နှစ်လုံးမှာညီမတစ်ခါမှဒါကြီးမလုပ်ခဲ့ဘူး။မဖြစ်မနေလုံးရမယ့်အချိန်ကြောင့်ညီမစူးစမ်းပြီးလုပ်ပါတယ်။လုံးဝတော့ကျွန်မညီမဘာရလက်ကောင်းလာလဲဆိုတော့ညီမဒီအခဏကိုလေးပဲခုဆိုလို့ရှိရင်ပေါ့နော်ညီမနဲ့တွေ့တယ်မားလို့ဆိုရင်ဟာညီမလေးရေအရန်ပြောင်းလဲသွားတာပေါ့အဲ့လိုပဲ ညီမကိုညီမမျိုးသားလည်းမြင်ပါပဲလေသူကိုယ်တိုင်မြင်ပါအဲ့ခါကျတူဘာဖြစ်လာလဲဆိုတော့ညီမကိုကြည့်ရကြည့်ရအဲ့လိုအစောနာပြောပြောင်းလဲလာတယ်ငါမိမအရန်ချောလာတော့တခါကျရင်သူ့နှုတ်ကတော့ထုတ်ပြောတယ်ကမိမအသားလေးချစ်လာတယ်အသူအရင်တော့ပေါ့နော်သူမျက်စပြီးကြိုက်တော့လာသူစပြီးကိုပိုးတော့လာအဲ့လိုပုံလေးဖြစ်လာတယ်အဲ့လိုမျိုးသူ့နှုတ်ကပြောလာတယ် ောက်ထိတိုက်ပွဲဝင်ရတယ်ဆိုတော့ယောက်ျားကိုမမဆောင်ဖြစ်နေပါတော့ပြီးတော့အဲပြိုင်ဥစားအပေးရလားဆိုတော့လည်းအမပေးဘူးအမပေးဘူးလားဆိုတော့လည်းအပေးတယ်ဘယ်လိုမျိုးပါအဲ့လိုကြားရမှာတော့ရှိတယ်ဟိုအရင်တော့ပေါ့နော်မလုပ်ပါနဲ့ဘာလို့တော့မရှိဘူးဒါမဲ့ဟိုဟိုဘယ်လိုပြပြဝါတော့အရင်တော့အမပေးဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေတခုမှတော့အကိုဘက်ကလည်းသူအပေးချင်လားမိသားကြီးပဲပေါ့နော်အဲ့ကဆိုတော့ဘာလုပ်ကြလဲဆိုအရင်တော့ကဒီအလုပ်ကိုအိမ်လုပ်ပေါ့အိမ်လုပ်ဆိုလို့ရှင်ဟာငါအိမ်လုပ်ဒီလုပ်တော့မလုပ်သေးတော့ဘူးပေါ့ အနောက်မှာပဲထားလုပ်လိုက်တော့မှာပေါ့အဲ့ဒီအချိန်ကျတော့ကိုကကိုဖြစ်ချင်တာတွေဘာမှမလုပ်ထားဆိုကိုရတယ်ဒါပေမဲ့အခုအနေထားကြတော့ဒီလောက်ကငါမလုပ်လို့မရဘူးငါလုပ်လိုက်ရောဖြစ်မယ်ဒါမှရဒါဆိုဒီလောက်ပြီးပါပြီပေါ့နော်အဲ့ဒါစီးပွားရေးကြတော့လေအမျိုးသားနဲ့အတူတူပဲလောက်တာဆိုတော့လေအဲ့လိုမျိုးကြတော့လေတစ်ဖက်ကနေပြန်ကြည့်လို့ရှိရင်လည်းအတူကပြောလို့ရှိရင်အလုပ်ဘက်မှာလည်းကိုယ့်ဘက်ကတာဝန်ချင်အောင်လုပ်ပေးရကိုဖြစ်ချင်နေတဲ့ကိုယ့်ရဲ့အိမ်မက်ကိုလည်းကိုတစ်ဖက်ကနေအတက်နိုင်ဆုံးအဆင်ပြေအောင်လို့လုပ်နေရပေါ့နော်အဲ့ဒါလေးကိုသူမြင်အောင်တော့ကိုကလည်းစ조사ပြီးတော့လုပ်ပြရပါတော့နော်အဲ့လိုမျိုးရှိလာတော့ တခွပြုတယ်ပဲပြောရမှာပေါ့နော်သူကတခါကြောက်လို့ရှိရင်တော့လည်းဟိုဘောဟိုနိုင်ငံသားတွေသွားရမှာဆိုတော့နည်းနည်းသူစိတ်ထဲမှာစိတ်ပူနေရလေးတော့ဥပ္ပါရှိတာပေါ့နော်အဲ့လောက်လည်းနားလဲပါတယ်သူစိတ်ကစိတ်ပူနေနေရတယ်နည်းနည်းတော့ရှိပဲနော်သူကတော့အဲ့လိုမျိုးပြောင်းလဲလိုက်တဲ့အချိန်မှာအရင်တော့ကတော့အခုဒီပေါ့နော်အိမ်အောင်တွေတော်တော်များများပေါ့နော်ညီမပြောချင်တာတခုဟာကြတော့ဒီအိမ်အောင်ကြောက်သွားပြီဆိုလို့ရှိရင်အရင်တော့ခေတ်အချိန်နေနေဆိုရင်6-9နှစ်လောက်ထိကအခေါ်ပေါ်လေးရာစပေါ်နော်ကိုလို့ခေါ်ရလူရှိရမောင်လို့လို့ခေါ်လို့ရှိရဒါပေမဲ့တနည်းကြောင့်နည်းနည်းလောက်ကြာလို့ခေါ်သေးရလေ အခုခေတ်နောက်ပိုင်းကျတော့ညီမတို့လိုဖြစ်နောက်ပိုင်းကျတော့ဟိုပေါ့နော်ဆက်စားချင်းချစ်တဲ့ချိန်တော့ကိုယ်တွေတဲတွေအဲ့လိုခေါ်ကြတော့ဒါပေမဲ့တနည်းတော့ပြေပါလို့ရှိရင်အဲ့လိုမခေါ်ကြတော့လေခေါ်ခေါ်လေးကနည်းနည်းဘယ်လိုပြောမလဲဆိုတော့အေးဆက်လာတယ်ပေါ့ညီမအမြင်ပေါ့နော်အိမ်တော်ကြီးလေးကအေးဆက်လာတယ်အဲ့လိုမျိုးချိန်တွေကညီမဆိုလို့ရှိရင်ဒါအိမ်တော်သက်က15နှစ်ကျော်သားကြီးဆိုတော့နှစ်ယောက်သားစီမှာပေါ့နော်ဘယ်လိုမျိုးနည်းနဲ့သွားလဲဆိုနားလည်မှုနဲ့သွားကြတာတယောက်နဲ့တယောက်နဲ့မေတ္တာရင်းတော့နော်ချက်ချင်းမေတ္တာဆိုတော့မေတ္တာရင်းနဲ့သူ့ကိုနားလည်ပေးရတယ်ကိုယ်ကသူကနားလည်ပေးရဒီလိုမျိုးလေးနဲ့သွားတဲ့ချိန်မှာ ညီမဆိုလို့ရှိရင်ဒီပြောင်းမွေးအပြိုင်နဲ့ကျွန်မညီမတခုဘာတိလာရဲဆိုတော့သူညီမကိုကြည့်ရဲကြည့်လေနည်းနည်းပြောင်းလဲလာတယ်ဘာတော့ပြောင်းလဲလာဆိုတော့ညီမကစ조사ရဲလို့လေးချိန်ခန်းနေလောက်တယ်ညီမဆိုလို့ဂျင်တို့ယောဂါတို့ပေါ့နော်ဘောင်စင်တို့ဆိုတော့ညီမဘဝမှာဒီ15နှစ်လုံးမှာညီမတခါမှဒါကြီးမလုပ်ခဲ့ဘူးညီမလုံးမယ်လို့ပဲငါသွားမယ်ငါဂျင်သွားမယ်ငါဝိတ်တွေတက်လာပြီဒီလိုမျိုးပဲကွာလုပ်ခဲ့တာဒါပေမဲ့အခုကျတော့ညီမပြိုင်ပွဲအတွက်ညီမဒီဝိတ်ချရမယ်လုံးဝဝေးချအောင်ချအောင်မယ်ဒီတော့ကြောင့်ညီမဒါရီကလောက်ကိုလောက်ပါမဖြစ်မနေလောရမယ့်အချိန်ကြောင့်ညီမစ조사ပြီးလောက်ပါ လုံးဝတော့ကျွန်မညီမဘာရလက်ကောင်းလာလဲဆိုတော့ညီမဒီခန္ဓာကိုယ်လေးပဲခုဆိုလို့ရှိရင်ပေါ့နော်ညီမနဲ့တွေ့တယ်မားလို့ဆိုရင်ဟာညီမလေးရဲ့အရန်ပြောင်းလဲသွားတာအဲ့လိုပဲညီမကိုညီမမျိုးသားလည်းမြင်ပါပဲလေသူကိုယ်တိုင်မြင်ပါအဲ့ခါကျတော့သူဘာဖြစ်လာတယ်ဆိုတော့ညီမကိုကြည့်ရကြည့်ရအဲ့လိုပဲစောနာပြောပြောင်းလဲလာတယ်ငါမိမအရန်ချောလာတော့တခါကျရင်သူနှုတ်ကတော့ထုတ်ပြောတယ်ကမိမအသားလေးကြစ်လာတယ်အသူအရင်တော့ဗောနော်သူနဲ့စပြီးကြိုက်တော့လာသူစပြီးကိုပိုးတော့လာအဲ့လိုပုံလေးဖြစ်လာတယ်အဲ့လိုမျိုးသူ့နှုတ်ကပြောလာတယ် အဲ့လိုလေးဒါရံပြောင်းလဲလာတယ်။အဲ့တော့ကြောက်ဘလူးပဲဖြစ်ကွာပီတိဖြစ်ရပါတော့နော်ကွာကိုယောက်ျားကိုအဲ့လိုမျိုးလေးဒါသူပြောင်းလဲလာတယ်။အရန်လဲချောလာတယ်ပေါ့တော့အဲ့လိုမျိုးပြောတဲ့ပုံမှာစိတ်လက်ချမ်းသာရတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုချက်လက်တယ်ဘလောက်ဒီလိုလဲဆိုတော့ညီမအချင်းဆိုလို့ရှိရင်တော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အိမ်တော်တစ်ခုမှာပေါ့နော်ဒီလိုအချက်တရားလည်းအများကြီးလိုအပ်တယ်။ဘောပေါ့နော်တပတ်အမျိုးသားဆိုလို့ရှိရင်အခုလိုဆိုလို့အခုလိုအချိန်မျိုးမှာဆိုဖောက်ပြန်မှုရအများကြီးရတယ်နော်အမျိုးသမီးတွေဆိုလို့ရှိရင်လည်း ဒီမျိုးသားမဖောက်ပြန်မှုဆိုတော့ဘလို့ပဲကိုယ့်ရဲ့အလှတွေတို့အကိုပေါ့နော်ငါလှတာပဲငါရေချင်းရှိတာဒီလိုမျိုးနဲ့လဲဆွဲဆောင်လို့မရဘူးညီမတို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်အမျိုးသားကိုယ်ရံလဲအကိုပေါ်မှာသူတကယ်ချစ်ချင်းမြတ်တာရှိလာလို့ရှိရင်နောက်ထက်တတိယလူဆိုမပေါ်လာနိုင်ဘူးညီမအထင်ပေါ့နော်တတိယလူဆိုမပေါ်လာနိုင်ဘူးအဲ့ဒီခါကျတော့ကိုကိုရံနဲ့သူ့ပေါ်မှာဟိုတကယ်ဟိုရိုးသားတော့မြတ်တာတွေသူ့ကိုပေးတတ်ရမယ် သူကိုယ်တိုင်ကလည်းကိုယ့်ပေါ်မှာတကယ်ကိုရိုးရိုးသားသားနေပေါ့နော်သူအပြင်သွားနေကိုစိတ်ပူနေရတဲ့ဘဝမျိုးမလိုချင်ကြောင်ပဲအမျိုးသမီးမှမလိုချင်ကြောင်ကို့မျိုးသားပြင်ထွက်သွားမယ်မြုံနေရတဲ့ဘဝကြီးဒီလိုမျိုးဒုက္ခတွေအမျိုးသမီးတိုင်းကြုံတွေ့ရတယ်မြမဆိုလို့လို့ဒုက္ခမျိုးမလိုချင်ပါဘူးအဲ့ဒီတော့ကြောင်သူ့ပူလဲပေါ့အရင်ကြီးလဲလူတယောက်ချက်ကန်လို့လည်းမရပြောင်းလေမရတဲ့ခါကျတော့မြမတို့စီ လူတို့ပို့ချောသဘောလေးနဲ့ပေါ့နော်သူ့ကိုနားလည်မှုလေးတော့ပေးမယ်ကိုကိုတိုင်းကလည်းဟောပေါ့နော်သူပေါ့နော်ခြေလန်းနေပြက်နေလားအဲသူဘာတွေလုပ်နေလဲဒါမျိုးလေးလည်းညီမတို့အမျိုးသမီးတယောက်နေတယ်အများရန်ပေါ့နော်ဒါလေးတော့နည်းနည်းတော့ကြည့်ရပါဘယ်ငါမျိုးသားငါစိတ်ချရပါငါလွတ်ထားလိုက်မယ်ဆိုတော့ဒီခေတ်ကြီးမှာလုံးလုံးမြောက်လေးညီမတော့ထင်ပါတယ်အဲ့တကြညီမဆိုရင်အမျိုးသားတော့ရတယ်ဘာလို့လဲဆိုတော့ရိုးသားတဲ့သူကြောင့်မရိုးသားတဲ့သူကြောင့်ရမ်းတိတ်တာစီပါအဲ့ဒါအမျိုးသမီးရဲ့တော်တော်များများသိပဲလို့ညီမထင်တယ်